ုတာလဲဆိုတော့ကျွန်တော်ရအောင်ပြရအောင်မြန်မာ edition လေးကနေနေပြီးဆောင်ပြန်နေကျဆွဲပါတယ်။ဒီနေ့အော်တိုဘာ17ရက်နေ့ထုတ်ပြန်တဲ့ကြေညာချက်တွေကအရေးကြီးဆုံးအထူးခြားချက်တွေပါရပါပါတယ်ဒီကနေ့တင်ဆက်ပေးသွားပါမယ်အရခတ်တို့ရဲ့နိုင်ငံရေးဦးဆောင်ဖွဲ့ရခိုင်မြို့သားဖွဲ့ချုပ် ULA ကဘင်္ဂလားဒေ့ရှ်အရခတ်အနေနဲ့တချောင်းနဲ့အာဆာ RS ကိုဂျမ်းဖေအဖွဲ့များနဲ့ နေဆက်ဖြတ်ကျော်စီလှုပ်ရှားမှုအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တစ်စောင်ကိုအော်တိုဘာ၁၇ရက်နေ့နေ့စဉ်နဲ့ထုတ်ပြန်လာပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေကအရေးကြီးတဲ့အချက်တွေကိုခေါင်းစဉ်ကြီးခုနှစ်ခုခွဲပြီးတော့တင်ပြပေးပါမယ်။နံပါတ်၁ BGB အရာရှိတချို့ အာဆာ RS ဆိုကြံဖက်အဖွဲ့စီမှနေအတူတွေ့ဝက်ပြီး AA ကိုတပွေဝင်ရဲ့ရှိတယ်ဆိုတဲ့အချက်အချက်ပြေဘင်္ဂလားဒေ့ရှ်နေချာဆောင်တက် BGB အရာရှိတချို့ဟာအာဆာ RS ဆိုကြံဖက်အဖွဲ့တွေနဲ့အတူတွေ့ဝက်ပြီး AA ကိုတပွေဝင်ရဲ့ရှိတယ်လို့ထုတ်ပြန်ချက်တွေမှာ အထအထတွေနဲ့တကွာပို့ပြထားပါတယ်။ထုတ်ပြန်ချက်တင်မှာတော့အကြံပေး BGB အရာကြီးတပ်ဖွဲ့ဝင်ချို့တို့ဟာအစိုးရအစိုးရတွေကြောင့်ဝါဒကိုအားပေးအမျှပြုပါတာမကအရခတတုံနဲ့တပ်ဖွဲ့ဖြစ်ပေါ်ရာတန်ရအကြဆုံးသွားတဲ့အစားအနှောင်းတွေကိုဝန်ကူထမ်း ေးပို့တာဈေးဝကုတာပေးတာရိခာနဲ့လက်နဲ့ခရံတွေကိုထောက်ပို့ပေးတာတွေကိုပြုလုပ်နေတယ်လို့ဆိုပါတယ်။ဒါပြင်ချမ်းဖေအဖွဲ့တွေအဖို့ဥဆောင်မှုပေးတာလုံခြုံရေးယူပေးတာတွေဝေဟင်ကင်းထောက်ပေးတာတွေရေဒါစနစ်တွေကိုအသုံးပြုပြီးစီးရေးဆိုင်ရာအချက်လက်တွေပံ့ပိုးကူညီပေးတာတွေကိုလှုပ်ဆောင်ပေးပြီးအစားနဲ့အားရဆိုချမ်းဖေအဖွဲ့တွေနဲ့အတူသွေးဝက်ပြီးတပ်ဖွဲ့ဝင်တွေရှိနေတာတွေကိုစစ်ဆေးတွေ့ရှိရတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။နံပါတ်2အချက်က နှစ်ဖက်အကြားပြဿနာမဖြစ်ပွားရေးအတွေ့ဘင်္ဂလားဒေ့ရှ်ကြပြအစိုးရအနေနဲ့အကျင့်ပြ BGB မှအရာရှိတချို့ကိုအချင်းမီထိမ့်သိမ့်ဖို့အေအေကတိုက်တွန်းထားတာပါ အာရဂတတို့အေအေနဲ့အစ္စလာမ်ရဲ့အစွန်ရောက်စစ်တွေကြောင့်အကြံဖက်အာဆာအဖွဲ့ရဲ့အကြံဖက်တကယ်မှုနဲ့အစွန်ရောက်စစ်တွေကြောင့်ဝါဒအားပေးနေတဲ့အကြံဖက် BGB ကအရာရှိတချို့နဲ့စစ်တွေကြလှုပ်ရှားမှုအပေါ်ထောက်ခံအားပေးနေကြသူတချို့ကိုဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေနဲ့အမြန်ဆုံးပို့ထုတ်အရေးယူတဲ့အချက်တွေကိုအပြုတ်တပုတ်ဆောင်ထောက်ပြကနှစ်ဖက်အကြံပြဿနာမဖြစ်ပွားစေဖို့အချိန်ပြီးထိမ့်သိမ့်တက်နေလို့တတိပေ ထုတ်ပြန်ပြောဆို ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်ဘင်္ဂလားဒေ့ရှ်ကြားပြတ်အစိုးရအနေနဲ့အရေးယူထိန်းချုပ်မှုမရှိဘဲရခိုင်အတိုင်းစစ်လက်လွတ်ထားပင်ပေဆိုပါကနှစ်ဖက်နေဆက်တင်ငင်ရေလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတို့ကိုဆိုးရွားစွာထိခိုက်လာစေနိုင်တယ်လို့လည်းဖော်ပြပါတယ်။အဲဒီလိုအခြေအနေတွေကြောင့်နှစ်ဖက်တင်မာမှုယခုထက်မြန်မာမလာစေဖို့အတွက်ဘင်္ဂလားဒေ့ရှ်ချဖက်အစိုးရကယခုလက်တလို့နေဆက်မှာဖြစ်ဖြစ်နေတဲ့အစ္စလာမ်ရဲ့အစွန်ရောက်စစ်သွေးကြအချမ်းဖက်အန်ဆာ RS ကိုအချမ်းဖက်အဖွဲ့တွေရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းကနေအာရိခဒေတာအတွင်းသို့ဝင်ရောက်ပြီးစီးရီလှုပ်ရှားမှုတွေကိုအမြန်ဆုံးဟန်တာပေးဖို့လိုအပ်နေတယ်လို့ပါဝင်ပတ်သက်နေတဲ့အချင်းပြည့် BGB ဝန်ထမ်းတွေကိုလည်းအမြန်ဆုံးထိန်းချုပ်ပေးဖို့နဲ့ထိရောက်စွာအရေးယူပေးဖို့ထက်မှန်တိတ်တွန်းတောင်းဆိုအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။နံပါတ်3အချက်အနေနဲ့နေဆက်နဲ့အာဆီယံဒေတာလုံခြုံရေးနဲ့တင်ငင်ရေးကိုပါချင်းချောက်လာနေတယ်လို့ဆိုပါတယ်ဘင်္ဂလားဒေ့ရှ်ဂျပန်အစိုးရက ထိန်းချုပ်မှုမရှိပါကဘင်္ဂလားဒေ့ရှ်စစ်တပ်ထင်မှလည်းအကြမ်းဖက်အားပေးသူအုပ်စုမှအင်အားကြီးလာခဲ့ရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်တာမကနေဆက်နေအာဆီယံဒေသတွင်လုံခြုံရေးတည်ငြိမ်တို့ကိုပါအကြမ်းဖက်အန်ဒီနဲ့အတူချင်းချောက်လာနေပါလေလို့အေကထောက်ပြထားတာကိုလည်းထောက်ပြချက်တွေမှာတွေ့ရှိရပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ် ULEA ကနေပြီးတော့ဒုတိယအကြိမ်တတိပေးဒိတ်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ် အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့တော်လိုင်းမိဘပြည်သူညီကိုမတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားရခပြည်သူပြည်သားများနဲ့တော်ဝအမြတ်ပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေခင်ဗျာ။